့ရဝိုက်ကိုတည်နေဖို့လိုတယ်။ကိုယ့်ရဝိုက်ကိုပါတောင်းဖို့လိုတယ်။ဘာတွေကြည့်ဖို့လိုတယ်။ဘာတွေကြောက်ဖို့လိုတယ်။ခုနကကျွန်တော်ပြောတဲ့တည့်ရနောက်ကျရင်ခင်ဗျားတို့လောက်ကျွန်တော်ဖေးပါလောက်ရောပါလား။အဲ့ဒါလည်းအရင်ရင်းကြီးတယ်နော်ကျွန်တော်လေးညပဲနောက်ကျတော့ကျွန်တော်အားရရတယ်ကျွန်တော်လုံးဝမလျှော့သေးဘူးအဲကျွန်တော်၃နောက်နောက်ဆိုတော့လဲတယ်ကျွန်တော်ခိုင်တာဦးဆိုင်ကလည်းလျှော့ပါလားခမ်းလို့လို့ကျွန်တော်တို့အားကြီးပေါ်တော့ကျန်တစ်ပိုင်းနေရတာဟုတ်လားကျွန်တော်တို့ ကပေးမယ်လို့ကျွန်တော်မတော့ကြခဲ့ဘူးခင်ဗျားတောင်းတဲ့အရေးစာတောင်းချက်ကျွန်တော်ပေးခဲ့တယ်အကျွန်내လူတွေကလည်းကြားနေတာကျွန်တော်ရဲ့ software ကိုရှိခဲ့တချို့ဆိုကျွန်တော်ရှားပြရလို့၄ခန်းပေါ်တယ်ရှင်း၅ခန်းပေါ်ကိုရှိတယ်နေရာလေးကောင်းတော့နော်ဟိုနောက်ပိုင်းကျတော့ရှုံးတာတော့အဓိကပြတ်ဟိုခုနပြောတဲ့ current situation ပေါ့နော်တိုင်းပြည်နိုင်ငံချင်းတွေနောက်ကုန်ပစ္စည်းတွေဆောက်ဆောက်ရပစ္စည်းတွေညာဈေးတက်တာကတော့တို့မလုပ်ပေးနိုင်တာကြောင့်တို့မသိမှတာလေးရှောင်ထားတော့ပါ ီတယောက်ကငါပေါ်မှာတတော်ကိုယုံမှာခဲ့ရသူ့ငါမရရတဲ့နီးလည်းနဲ့ငါဖိုက်လိုက်တွေးလိုက် negative ဒီထဲမှာချက်ချင်းမြတ်တာဝင်လာလားပါဝင်လာတယ် yes သူနဲ့တွေ့ပြီဆိုရင်ကိုယ်စိတ်ထဲမှာလောင်နေပြီဟုတ်မဟုတ်ဒီဟာက negative ဆိုရင်ဒါလေ okay အဲ့ရနေမှာတစ်ဆင့်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ action သူနဲ့တွေ့ပြီဆိုရင်ကိုယ့်ရဲ့ action ကကောင်းလား negative လား positive လား အဲ့တော့အတွေးခေါ် negative emotion negative action negative ဆိုတော့ result ကရော yes so basically guys ဆိုတော့အရန်ရှုပ်ထွေးတယ်တဲ့တဲ့ရှုပ်ထွေးတာမျိုးတပုတ်လို့ပေါ့နော် organism လို့ခေါ်ရအရာပေါ့နော်ကျွန်တော်ဒီခုလူသားဆိုတဲ့ခုဘဝလောကကြီးမှာအရှုပ်ထွေးသောအရာတခုကိုကျွန်တော်ပြောပါတော့ဗာပြောမယ်တဲ့ရှုပ်ထွေးနဲ့လုံးနဲ့နဲ့လုံးအကျဉ်းသူ့ကိုဘယ်လုံးမှရှင်းပြလို့မရတဲ့အရာလို့ပြောဗာကိုပြောမယ် ် Yes ကျွန်တော်တို့ဘဝမှာလုံးဝဘလုံးမကျွန်တော်တို့လက်စလက်ကလည်းမပြနိုင်ဘူးသူဘာကြောင့်ဖြစ်နေလဲမသိနိုင်တော့ရှုပ်ထွေးတဲ့အရာဒီကျွန်တော်တို့ mind ဆိုတဲ့အရာပါပဲခမရရောင်းတာခမရအပြီးတိလာတိတယ်လေ ကျွန်မအဖြစ်စီကဝယ်ထားတာအဲ့ဒီစကားလေးကိုကျွန်တော်သဘောကျကောင်းပြီညီမရေညီမညီမအဖြစ်စီကဝယ်ထားတာဆိုရင်ဒီလိုလုပ်ပြကျွန်တော်ယူမယ်ဝယ်မယ်အဲ့တော့လေသူပြောတဲ့ဇာတ်ပေါက်သေးပါယူမယ်ကျွန်တော်နေရာလေးကြိုက်တယ်ဒါမဲ့သူခုရှိတယ်ဒီနေ့မဟုတ်မနေ့ပဲမှစာချုပ်ချုပ်ပြည့်စုံရင်ငွေတစ်ခါလဲအပြီးချေပေးမယ်ကျွန်တော်ဆရာမေးမလို့ သူတော်ကြပါတယ်ဒါပေမဲ့ကျမဘာလို့မရခမားနဲ့ခမားအဖေနဲ့အယောင်းဝယ်စာချုပ်ကျွန်တော်လုပ်လိုက်ပြီးမှကျွန်တော်ခမားနဲ့အယောင်းဝယ်လုပ်တို့ဒီမဟုတ်မနေ့ပြင်ကျွန်တော်ငွေတဘုံနဲ့ခြေပေးမယ်ခမားအဖေပါတခါလဲခေါ်လာတယ်ညီရောနော်ညီမင်းလည်းဝယ်မယ်ဆိုလို့ရှိရင်လေယာဉ်ပြီးပုံစံခုနှစ်ကြီးထွက်လို့ရှိရင်အဲ့ဒါကတော့ကိုယ်ကစိတ်ရောအလုပ်ရောတဲမှာလား အဲနော်အဲဆက်ရုံလုံရုံတည်ပြီးတော့ဟောစေပေကန်းတို့ဒါနဲ့ခုလူမှုအကျိုးပြုလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကိုတော့ပထမဒန်းစားမြေဒုတိယဒန်းစားမြေတတိယဒန်းစားမြေလောက်အရန်ကောင်းတယ်အထွန်းလုံးကောင်းတယ်ဆိုရင်မရနိုင်ဘူးခုနစရုဒ္ဒန်းနဲ့ပြစ္စမဒန်းစားညံ့သွားပြီပေါ့အာတိတ်တုံးလို့မျိုးစိုက်လို့ပြုံပြုံကြောက်တောင်ကုန်းကြီးဖြစ်နေကြောက်ကုန်းတွေပါဖြစ်နေတယ်အဲအဲ့လိုမျိုးဖြစ်အောင်လုပ်อยู่ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီဆိုတော့မှ အရင်တော့ကတော့လမ်းနဲ့39 3ခါဝင်ဆိုနှမျိုးရှိတယ်လမ်းနဲ့39ဆိုတာကဥပမာတမိုင်းတို့အင်းစိန်တို့ဘက်မှာအခုထိရှိတယ်အဲအဲ့ဒါလေယာဉ်မြေနိုင်ငံပိုင်းပြုလို့ရဥပဒေအဲဒါလမ်းနဲ့39အဲဒါခုန1963ကျတော့အတောင်လူလယ်သမားများကာကွယ်စောင့်ရှောက်ရေးဥပဒေ3ခါခွင့်အဲ့တော့လမ်းနဲ့39တို့အဲ3ခါခွင့်တို့မြေမျိုးတွေဖြစ်ပြီးတော့မှာမြေပိုင်မြေတတ်မှတ်ပြီးတော့ အခုနေဆိုင်ကြတာဥမာသမိုင်းတို့အဲဘက်မှာတော်တော်များတယ်ပေါ့နော်အဲအဲ့လိုအခုအဲ့လိုမျိုးမျိုးကခရံမထွက်ဘူးနောက်အမ6လမ်းပေါ့နောက်အမ6လမ်းမေးတင်တယ်လေအမ6လမ်းကတီတူဝါကနေဘန်ကောက်ကိုဒီဒီဘော်ဒါထွင်းနဲ့ကွန်ပျူတာတွေတည်ပို့မဲ့စီမံချက်လမ်းကြီးနောက်မီဒီယာမှာလည်းထွက်တယ် TV television ကထွက်တယ်စာဆောင်တွေအဲ့တော့ထွက်တယ်ပေါ့နော်အဲအဲ့မှာလည်းအဲ့လိုတောက်ွယ်တော့ွယ်တဲ့ယူချက်ကလဲမြီပဲ เนาะไอ้ดิตันเลียนตะจ้อมาဆိုတော့အဲ့လိုပါပဲเนาะလေဟိုတစ်ချိန်လုံးကတီတဝါမဆခင်ကတီတဝါကနုံးစနေတဲ့အချိန်မှာလဲလယ်မြေတွေဝယ်ကြတယ်ဝယ်ပြီးတော့အဲ့လယ်မြေမှာကျိုးကိုတော်ကြီးတွေစောက်လိုက်တယ်เนาะလက်ရှိလက်ကျိုးလယ်မြေပေါ်မှာအလုံးလုံးနေလူတွေရှိတယ်ဒါပေမဲ့အဲ့ကောင်ကချွင်းချက်ဇာမတားဘူးတနေ့တစ်ချိန်လေမြေကနေတခုခုပြောင်းလဲခွင့်ပေးလို့ရှိရင်အဲ့ဒါအော်တိုရမယ်ဟာလေးပေါ့နော်အဲ့လိုခြံစုံထားတယ်ပဲဖြစ်ဖြစ်ဘဒူးပဲဖြစ်ဖြစ်ထားတဲ့ကောင်က နော်ခွင့်ပြုချက်နဲ့ထားတယ်ဆိုပြီးတော့ချူရေးကြနော်ခွင့်ပြုချက်နဲ့အဲထားရှိကြောင်းနော်အဲစာချုပ်ကလေးပေါ့နော်စာချုပ်နဲ့ချုပ်တယ်ဆိုလို့ရှိရင်ခွင့်ပြုချက်က any time ပေါ့နော်ဘယ်နေ10နှစ်ပြည့်ပြည့်15နှစ်ပြည့်ပြည့်ရတယ်နော်အဲ့အဲ့ရခွင့်ပြုချက်ကိုရုပ်သိမ်းလိုက်တဲ့အချိန်အစပြီးတော့တူထားပြီးတရားစွဲလို့ရနော်အဲကြောင့်မလို့ဟိုကပြုမယ်ဆိုလို့ရှိရင်ခွင့်ပြုချက်နဲ့ထားရှိတယ်ဆိုရင်စာချုပ်ကလေးတစ်ခု ဟိုထုတ်တာဘူးတော့လိုတာပေါ့ဗျာကျွန်တော်ကခရံဘက်ကသူကခရံဖြစ်သေးခဲ့သူကလည်း20လောက်ရောက်သွားပြီအဲ့တော့တစ်ဖက်ပဲစစ်တရားဆိုရအောင်ခရံမပေါ့လေအဲဥစုမြေတရားဆိုရစီရောက်တဲ့ခါကျတော့ကျွန်တော်အဲ့မှာစာချုပ်တွေချပြော့ခင်းကြခင်ဗျားတို့အရှင်ရှင်းကုန်းတော့ဦးလက်မြေကိုခင်ဗျားတို့ဆုံရှင်းကြအောင်ပြုတ်ပေးတဲ့အချိန်မှာသူတို့ကဝိုင်းထိုင်ကြည့်နေတယ်ကျွန်တော်တို့စာချုပ်တွေကိုချပြတဲ့အချိန်အားနဲ့ချက်ကအလုံးကြတိုင်းပေါ့ဥစုမြေကိုယ်တိုင်ရောက်လာတာဥစုမြေရပဲနောက်တစ်ယောက်ရောက်ခဲ့တာလားသူသူသားရောက်တာကိစ္စပေါ်လာပြီဥစုမြေလက်မှတ်မှုန်းကျင်တယ်အဲ့မှာ နော်အဲ့တော့ဥဆုံးမြေကကျွန်တော်ရောက်တဲ့အချိန်မှာသူ့ရဲ့လက်မှတ်ခရယာကိုရောက်တဲ့အချိန်မှာလက်မှတ်တွေလက်ဖွေတွေ SPG တည်ုံပေးထားခဲ့ထောက်ထားကျွန်တော်မှရှိတယ်တတော်များများလည်းအပတ်စဉ်တိုင်းဟိုနည်းနည်း join ချင်တာပေါ့အဲတေချာလာတော့တစ်ပတ်စဉ်နဲ့တစ်ပတ်စဉ်တော့နည်းနည်းလေးကျွဲတဲ့အရတာတွေကျွေးပါပေါ့နော်တက်ပြီးသားလူတွေပြန်တက်လို့ရပါတယ်နော်ဒါပေမဲ့50% discount ပေးမယ်တက်တဲ့လူတွေပြန်တက်ချင်လို့ရှိရင် 50ခန်းမလျှော့ပြီပဲဟိုလောကမကောက်ဘူးဆိုရင်လည်းကျွန်တော်တို့လှုပ်တဲ့တက်ကက်ကက်ဖန်ပေါ့နော်ဖန်ရမှုကနှောက်နေတာပေါ့ကျွန်တော်တို့ကိုကျိုးအတွက်မပေါ့ဆိုအောင်သိပါတယ်နော်အဲ့တော့50ခန်းလုံး discount နဲ့ထပ်တက်လို့ရတယ်နော်အဲ့ဒါလေးမျှဝေပေးပါနော်